အားလုံးမင်္ဂလာပါရှင်ကျမကတော့ဒီဇိုင်နာမမျက်စုံဖို့ဖြစ်ပါတယ်ကျမဒီနေ့ပြောချင်တာလေးကတော့အဲကျမရင်းနဲ့တိစိရဲ့ဆွမ်းအားအလုံးလုံးပုံကြောင့်ကျမပြပြချင်ပါတယ်ပြောရလဲကြာတော့เนาะအမျိုးသားကပြောပါအောင်ပြောပါအောင်ねเนาะကျမလည်းအလုပ်တွေများနေတော့မပြောပြဘူးဖြစ်နေတာပေါ့เนาะပြောစရာတွေကတော့အများကြီးရှိပါတယ်စီထားပါတယ်အဲ့ဒါပါလေဆိုတော့လူတိုင်းလူတိုင်းမှာပေါ့နော်အခုကလူတိုင်းလူတိုင်းမှာပေါ့နော်ဟို ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အနည်းနဲ့အများတော့ဖြစ်ကြပါတယ်ပေါ့နော်အထူးသဖြင့်ကျမတို့လို့ပေါ့နော်အသက်အရွယ်တခုရလာပြီဆိုတဲ့အခါကျရင်လူရနာလာကြပြီပေါ့နော်ဟိုခန္ဓာရှိရင်တော့ဒုက္ခရှိတာပဲပေါ့နော်ခန္ဓာရှိရင်တော့ဟိုအနာရှိတာပဲပေါ့လေအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျမတို့တွေကပေါ့နော်ကို့မှာပေါ့နော်ယောဂအနေနဲ့ပေါ့နော်တသေးလေးပဲရှိရှိကြီးကြီးလေးပဲဖြစ်ဖြစ်ရှိရှိပေါ့နော်ကျမတို့ဇန်တင်ပါနေနော်ဇန်တင်တဲ့အခါကျလို့ရှိရင်ကိုကနေပေါ့တခုခုနာတယ်ဆိုလို့ရှိရင်ပေါ့နော် เนาะตัวလေဟိုကိုကနားတယ်ဆိုလို့ရှိရင်နားတယ်လို့ကိုကဥမာပေါ့နော်ကိုကလက်နာတယ်ပေါ့နော်လက်နာတယ်လို့ကိုကပြောလို့ရှိရင်ဒီစိတ်ကနေပြီးအေးနားတယ်ဆိုတော့မှတ်ထားပြီးတဲ့အခါကျတော့ပူပူနာအောင်ကျွန်တော်တို့လုပ်ပေးတာဖြစ်ပါတယ်เนาะဘာလို့လဲဆိုတော့အခုခင်မှာဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ပေါ့နော်ဒီအင်္ဂလိပ်နဲ့ကုလိုများတဲ့ယောဂာမျိုးပေါ့နော်ကျွန်တော်တို့ဒီစိတ်ပညာနဲ့ကုကြတာတွေ့ရပါတယ်အစိတ်ပညာနဲ့ကုလို့ရှိရင်ကျမတို့မှာရှိတဲ့ယောဂတိတ်လေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ပြတ်ကင်းနေနေဆိုတဲ့အကြောင်းကျမ ပြပြချင်တာဖြစ်ပါတယ်เนาะဟိုအခုတချို့ဆိုလို့ရှိရင်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တဲ့ oral cleaning ဆိုရဲဟိုဘောနော်ဟိုကုတဲ့ဌာနတွေပေါ်လာပြီပေါ့နော်သူကဘယ်လိုလဲဆိုတော့ oral cleaning ဆိုတာနှုတ်နဲ့ပြောတာပေါ့နော်ကိုယ့်ကိုပေါ့နော်ဩငါမဘာယောဂမှမရှိဘူးငါနေကောင်းနေကျန်းမာတယ်ဆိုပြီးတော့ကိုယ့်ရဲ့တကိုယ်လုံးပေါ့နော်ကျွန်တော်တို့တတ်ချတာပေါ့နော်ဘောလုံးတက်ချတာပေါ့အခုမှကလက်နာတယ်ဆိုပြင်လက်ကပေါ့အော်ယောဂမရှိငါမှဘာယောဂမှမရှိဘူးငါမှယောဂကောင်းနေအဲ့လိုမျိုးပေါ့နော်ဘောလုံးတက်ချတာအမ ဥမာခေါင်းမှရှိတဲ့ဝေဒနာဆိုလဲခေါင်းကိုတတ်ချမယ်ကိုယ်မှရှိတဲ့ဝေဒနာကိုယ်ကိုတတ်ချပြီးတော့ဒီကိုယ်လုံးကိုတတ်ချရင်တော့ပူကောင်းတော့ဗောနော်အဲ့လိုမျိုးဒီ oracle link နီးတွင်နေပေါ့နော်ပူကြတယ်ပေါ့နော်အဲ့တော့ပြောချင်တာကယောဂတွေဖြစ်တယ်ဆိုတော့ကျမတို့ကစိတ်ကနေဟိုစိတ်ကဖြစ်တာပေါ့နော်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့တည်တဲ့စိတ်မှာတည်တဲ့စိတ်မှာကျော်လိုက်တဲ့ဟာတွေကိုတည်စိတ်မှာမှတ်ထားပြီးတော့ကိုယ်ပိုနာပိုကိုက်ပိုအောင်လုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပေါ့လေဟိုဆိုပါလေဒီမျိုးသမီးကြောက်ဆိုလို့ရှိရင်ကျမစာအုပ်တို့မှာ မျိုးသမီးတယောက်ဆိုလို့ရှိရင်သူ့ကိုဆရာဝန်အားတဲ့ကင်ဆာရောဂါနောက်3လနေလို့ရှိရင်3လပဲနေရတော့ပြပေါ့နော်အဲ့တော့အဲ့ဒီမျိုးသမီးကဘာပြောလဲဆိုတော့သူ့ကိုသူပေါ့နော်ငါမှဘယ်ရောဂါမှမရှိဘူးငါနေကောင်းတယ်ငါကျန်းမာတယ်ဘသူနဲ့ပဲတွေ့တွေ့အားကျန်းမာဘယ်ရောဂါမှမရှိဘူးကျမနေကောင်းတယ်ကျမကျန်းမာတယ်ဆိုပြီးတော့သူအဲ့လိုမျိုးပြောတာပေါ့နော်အဲ့တော့သူကပေါ့နော်တစ်ပင်လေးတွေစိုက်တယ်နော်ဟိုလေချင်းလေးတွေသူနားထောင်နေဟာသလေးတွေသူကြည့်တယ်ပေါ့နော်အဲ့လိုနဲ့နောက်3လလဲနေတဲ့ခါကျတော့ဆရာဝန်ရှင်မှာတပြန့်စစ်တဲ့ခါကျတော့သူ့ရဲ့ကင်ဆာရောဂါလုံးဝမရှိတော့ဘူးပေါ့ တော့ကျမတို့ကနေပေါ့အကြံပေးချင်တာပေါ့နော်ကျမတို့တွေမှာဘာယောဂလေးပဲ